TikTok ကသင်ရဲ့စီးပွားရေးအပေါ်ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလဲ Digital marketing ဘိုင်းပေါ်သက်ရောက်မှုကိုယ့်ရဲ့ brand ကလူငယ်တို့ကိုဦးတည်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ TikTok ကိုပို့လို့တောင်အသုံးချသင့်ပါသေးတယ် TikTok ကကြော်ညာရှင်တွေအတွက်တကယ်ကိုထိရောက်တဲ့ platform တစ်ခုဖြစ်ပြီးတော့ရုပ်သံကြော်ညာတွေတက်ကွန်ကြားစည်းရေးပို့ပြီးတော့တက်တာပြီးတော့ပို့ပြီးထိရောက်ပါတယ် အသေးစားစီးပွားရေးလုပ်ငန်းများအပေါ်တက်ရောက်မှုဒီလိုငွေကြေးကုန်ကြမများပဲထိရောက်စွာကြောင်းညနိုင်တဲ့ TikTok ကအသေးစားလုပ်ငန်းရှင်တွေအတွက်တကယ်ကိုထိထိရောက်ရောက်နဲ့အသုံးဝင်စေတဲ့ platform တစ်ခုပဲဖြစ်ပါတယ် TikTok မှာပါတဲ့ TikTok Shop ကအသေးစားလုပ်ငန်းရှင်တွေကိုနိုင်ငံတကာဈေးကွက်အထိပါချိတ်ဆက်လာနိုင်စေပါတယ်။ Influencer လောကအပေါ်တက်ရောက်မှု TikTok ကြောင့် Influencer Marketing ကလည်းပိုပြီးကျေပြန့်လာပါတယ်။တာမန်လူတွေတောင်မှပဲ TikTok ကြောင့် Influencer ဖြစ်လာနိုင်ပြီးတော့ဝင်ငွေတွေလည်းကောင်းလာကြပါတယ်။ ။စီးပွားရေးလုပ်ငန်းရှင်တွေကလည်း influencer တွေရဲ့အားကိုအသုံးချပြီးတော့သူတို့ရဲ့ product ကို TikTok ကနေတဆင့်ကြော်ညာလာတတ်ကြပါတယ်။အလို့အကန့်အတင်များပေါ်များလာခြင်း TikTok ကြောင့်ပဲ agency အသီးသီးပေါ်လာပြီးတော့ TikTok video production နဲ့ပတ်သက်တဲ့ careers များကြော်ညာ idea တွေကို site face ပေးတဲ့အလုပ်အကန့်အသစ်တွေအခွင့်အလမ်းအသစ်တွေပို့ပြီးများပြားလာပါတယ်။ ဆိုရှယ်မီဒီယာများအပေါ်တက်ရောက်မှု TikTok ရဲ့ကြော်တက်ခြင်းကိုခံလိုက်ရတဲ့ Facebook တို့ YouTube တို့အစရှိတဲ့နာမည်ကြီးဆိုရှယ်မီဒီယာတွေကလည်း TikTok ကိုအမိလိုက်ဖို့အတွက်သူတို့ရဲ့ဝန်ဆောင်မှုတွေ function တွေကိုလည်းတိုးတက်ကောင်းမွန်အောင်ပြုလုပ်ပြောင်းလဲလာကြပါတယ်။